ဥရောပပြိုင်ပွဲရဲ့ရက်မှာစီးဖိုင်ရင်တက်သွားခဲ့တဲ့အင်္ဂလိပ်ကလပ်တင်ဒီဘူဆွဲနိုင်မလားလက်ရှိကျွန်တော်တို့ပရီးမီးယားလိဂ်ကလပ်အသင်းတွေကျွန်တော်တို့ခေါ်ဆိုရင်တော့ဒါအင်္ဂလိပ်ကလပ်အသင်းတွေပေါ့လေအဲ့ဒီအသင်းတွေကတော့ဥရောပပြိုင်ပွဲရဲ့မှာ9အသင်းထိဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တယ်ဒါကချန်ပီယံလိဂ်ယူပါလိဂ်ကွန်ဖရင့်လိဂ် ဲ့ဒီခုနှစ်သင်းမှာ၃သင်းကပြုတ်သွားခဲ့ပြီပြုတ်သွားတဲ့၃သင်းကလည်းဘိုဆွဲဖို့ရေဖန်းစားတဲ့အသင်းတွေကလစ်ပါပူးနဲ့မန်ချက်စတာစီးတီးအပါဝင်အက်စတွန်ဗီလာလိုမျိုးအသင်းတွေပြုတ်သွားတဲ့၃သင်းလုံးဒီချန်ပီယံလိလိုအဆင့်တန်းမျိုးမှာအဲ့ဒီအတွက်အင်္ဂလိပ်ကလပ်သင်းတွေမှာဆိုချန်ပီယံလိမှာမျော်လင့်ချက်ထားကြဆိုလို့အာဆင်နယ်တသိမ်းမရှိတော့တယ်အင်္ဂလိပ်ကိုစားပြုဘိုဆွဲဖို့ဆိုရင်ယူရိုပါလိမှာဆိုရင်မန်ချက်စတာယူနိုက်တက်နဲ့တော်တန်ဟော့စ်ပါရှိသေးတယ်။ကွန်ဖရင့်လိမှာဆိုရင်ချယ်ဆီရှိသေးတယ်။ လေးသိန်းကျန်သေးတယ်အဲ့ဒီလေးသိန်းကတော့ပြိုင်ပွဲအရရမှာအင်္ဂလိပ်ဂုံကိုဆောင်ဖို့အတွက်စီးဖိုင်တဲ့အဆင့်ကိုတက်လှမ်းသွားပြီစီးဖိုင်တဲ့အဆင့်ဆိုတာဒီအကောင်းဆုံးလေးသိန်းစီးနေဝင်သွားတာကန်ရမှာလေအဲ့ဒီကလပ်တင်းကြီးက၃ပွဲပဲကန်ရမယ်စီမီ၂ပွဲနဲ့ပိုလီပွဲ၃ပွဲအဲ့ဒါကိုကုန်းကုန်းလုံနိုင်လို့ရှိရင်တော့တက်ဆိုင်ရဆူဖလားတွေကိုကိုယ့်ရဲ့နိုင်ငံကိုပြန်ပြီးတည်လာလို့ရမယ်အင်္ဂလန်ကိုဆောင်လို့ရမယ်အဲ့ဒီအတွက်အာဆင်နယ်ကတော့ချန်ပီယံလိမှာတခုတည်းသောမျှော်လင့်ချက်မန်ချက်စတာယူနိုက်တက်ရဲ့စပါးဒီယိုပါလိအတွက် မျောလင်းချက် conference မှာတော့ chelsea ကမျောလင်းချက်ဖြစ်ဒါအင်္ဂလိပ်ကပ်တင်ကြီးကိုစားပြုရှိနေပေါ့လေအဲ့ဆိုတော့ arsenal ကဘယ်တင်းကြီးကိုကြော်ဖြတ်ခဲ့လဲ16တင်းစစ်မှာ psv ဒီ quarter final မှာတော့ real madrid ကြော်ဖြတ်ခဲ့တယ်အခုဆို semi final မှာ psg နဲ့တွေ့မယ်ပရိစိတ်ကြမင်းပဲပေါ့လေအဲ့တစ်ဖက်က manchester united ကလည်း လွယ်တော့မလွယ်ဘူးသူတို့အနေနဲ့ real society တက်တို့ lion တို့လိုအသင်းတွေကိုကြော်ဖြတ်ခဲ့ရတယ် lion အသင်းနဲ့ဆိုလို့ရှိရင်နောက်ဆုံးမိနစ်မှာခံဖတ်ပြလာခဲ့တယ် united တို့အနေနဲ့ဒီပြိုင်ပွဲမှာစုဖလားရနိုင်လားဆိုရနိုင်လောက်တဲ့စူးစမ်းအထောက်အမှုတွေတော့မြင်နေရတယ်ပြီးတော့တစ်ခါကျရင်အဲ့လိုစမ်းလေးတွေကလည်းလိုအပ်တယ်အဲ့တော့သူတို့အနေနဲ့စီးရင်ဖိုင်နယ်မှာတွေ့မှာဘီဘာအိုနဲ့ဆိုရင်ပဲလေဒီဖလားမှာသူတို့သာတကယ်အာယုံအပြည့်ဝဆိုက်ပြီးအဓိကကစားမရှိမှဆိုရင်တော့ရယူသွားနိုင်တယ်။နောက်တစ်သင်းကတော့ဒီတော်တန်ဟော့စပါသင်းပေါ့လေစပါတော့ဘိုဒိုကလစ်နဲ့တွေ့မယ် သူလဲစီးင်းဖိုင်တဲ့တစ်ဖက်အကျော်မှာစပါတော့အေဇက်အယ်ကမာရိုဖရန်ဖက်စတူလို့အသင်းကြီးကိုကျော်ဖြတ်ခဲ့ရတယ်။ဖရန်ဖက်စကလည်းတကယ်ကိုတော်တော်လေးကိုခက်ခဲစပါကျော်ဖြတ်ခဲ့ရတဲ့အသင်းပဲ။တော်တော်ဦးမှဒီပြအဲ့ယူပါလီပြိုင်ပွဲမှာနောက်တစ်ဆင့်တက်ဖို့အတွက်ရည်ပန်းစားတဲ့အသင်းကြီးကပါတယ်။အဲ့လိုဆိုတော့ final မှာအင်္ဂလိပ်ကလပ်တင်းနှစ်တင်းသွားဆုံလို့ရှိရင်တော့ Europa League ကတော့တစ်တင်းတင်းရသွားမှဖြစ်တာပေါ့လေအဲ့တော့ Conference League Conference League မှာတော့ Chelsea ကသူတို့အရှိန်အဟွာသူတို့ကစားသမား squad နဲ့သူတို့အဆင့်တန်းနဲ့ဆိုမလိုက်ဖက်စွာပဲဝင်ပြီးရှင်ပြိုင်နေပြုတ်လို့ရတယ်ဘလူကကန် အဲ့ဒီဖလားကိုရမှာပဲဆိုပြီးတစ်ပြေးမှုတွေကဟိုးအုပ်စုပွဲစဉ်တွေကရှိခဲ့တယ်တကယ်တော့ conference ပြိုင်ပွဲတွေချဲစီအတွက်ဆိုလို့ရှိရင်တော့မရဘူးသေးတဲ့ဖလားတစ်ခုဆိုတဲ့ဂုံကလွင်ရင်ဒါကိုရနိုင်အောင်မှယူပါလိပဲဝင်ဝင်ရမှာအဲ့အတွက်လည်းချဲစီက premier league မှာပို့ပြီးတော့စ조사အားထုတ်နေတာတွေ့ရတယ်ဒါ့အပြင်လည်းလူကျင်တဲ့ရလက်တွေတစ်ခါကျရင်မရဘဲချပြုတ်သွားခဲ့တာဖြစ်တဲ့အတွက်လက်ရှိ၅သင်း champion league ဝင်ရမယ်ဆိုရင်တော့1 to 5တဲ့တိုးဝင်မှုအတွက်ချဲစီလက်ရှိချိန်မှာစ조사နေရတယ် newcastle အသင်းရဲ့ နိုက်ထိုဂျင်အပြည့်နဲ့မောင်းလာခဲ့တဲ့စသိန်းပိုင်းတွေကိုကျော်လွန်ပြီးတော့လုံနိုင်တော့မှပဲအဲ့ထဲပြန်တိုးဝင်နိုင်မယ်နေတာအခုဆိုမန်ချက်စတာစီးတီးတို့အက်စတွန်ဗီလာတို့နျူကာဆယ်တို့ဆိုတာအတကုံအဲ့ထဲတိုးဝင်နေတာအဲ့တော့ပြီးတော့ force ကလည်းဒီထဲမှာရှိနေသေးတယ်အဲ့တော့ချယ်ဆီးနေတယ်အာဆင်နယ်ပေါင်ရင်အခြားသင်းတွေနေတူအထက်ထဲကိုပြန်ပြီးတိုးဝင်ရအောင်ရှိတယ်ဘာကြောင့်အာဆင်နယ်ကိုပြောရလဲဆိုတော့အာဆင်နယ်အခုမှပရီးမီးယားလိဘက်ကိုပြန်ပြီးအိုင်ဝန်ဆိုင်လို့အဆင့်နှစ်ဆိုရင်လည်းတော်ကြီးပေါ့လို့မရဘူးကျွန်တော်တို့အနည်းဆုံးနှစ်ပွဲလောက်ကံပြီးတော့မှစိတ်ချလို့ရမှာအခုအာဆင်နယ်ကဘယ်လိုဖြစ်လဲဆိုတော့ဟန်နီမွန်းထွက်ပြီးချန်ပီယံလိကို ပြန်လာပြီဆိုလို့ရှိရင်တော့ဒီမှာပရီးမီးယားလိအိမ်တွင်းရေးတွေနဲ့သိရမှာဒုက္ခဒုက္ခရင်းနဲ့အဲ့တော့ပရီးမီးယားလိကိုလည်းကျွန်တော်တို့မေးထားလို့မရဘူးဒီကချက်မြလိဝင်ဝင်ကလည်းအထိုင်းနဲ့တစ်ခုဒီအရေးပါတယ်တစ်ဖက်မှာလည်းသုံးပွဲအတွက်ကျွန်တော်တို့လူချန်မှုဆိုရင်ဒီဘက်မှာစိတ်ရေးလက်ရေးချက်မြလိဝင်ဝင်ရပြီဟေ့ဆိုရင်တော့ပို့ပြီးတော့ စီးဖိုင်တယ်လို့ဘူလူဘွဲတို့အာယုံဆိုင်လို့ရွာသွားတာဗောလေအဲ့တော့ဒီပြိုင်ပွဲတွေစုကြည့်ဘလို့ပေးလဲတချို့တွေကပြောတာဗောလေချန်ပီယံလိထက်ဆိုင်ယူပါလိခတ်တယ်ယူပါလိထက်ဆိုင်ကွန်ပလစ်လိခတ်တယ်ဆိုပြီးတော့ပြောကြတာရှိတယ်ဒါတည်းတဦးချင်းစီရဲ့အမြင်တွေပါဒါပေမဲ့တရားတစ်ခုတော့ချန်ပီယံလိကဒီပြိုင်ပွဲမှာအမြင်မအားဆုံးပဲယူပါလိသည်အဲ့ဒီပြိုင်ပွဲဝင်ဝင်မရတဲ့အတွက်ကစားရတာကွန်ပလစ်လိသည်ယူပါလိဝင်ဝင်မရတဲ့အတွက်ကစားရတာပဲဝင်ခုမှမရတဲ့အတင်းကတော့ဒီပြိုင်ပွဲ၃ရက်မှဝင်ပြီးမကစားဘူးဒါကအမှန်တရားပဲအဲ့တော့ချန်ပီယံလိမှာစုကြည့်ဘလို့ရတယ်ပေါင်း27.4တန် ဲ့ဒါဘောလူပွဲတပွဲတည်းကံပြီးနိုင်သွားခင်ရတဲ့စုကြီးတပွဲစာပဲရှိတယ်။ယူပါလီဖိုင်နယ်မှာဘိုးဆွဲခင်ရမယ်စုကြီးကပေါင်၅သန်းယူပါလီနော်ချန်ပီယံလိယူပါလီအစာကြီးခွာတယ်။အဲ့ဒီယူပါလီမှာရတဲ့စုကြီးရဲ့တဝက်ပေါင်2.5သန်းကိုကွန်ဖရင့်လိဘောလူပွဲမှာဘိုးဆွဲမှရမှာ။အဲ့ဒီတော့ဘာကြောင့်အသေးနေရချန်ပီယံလိမှာဝင်ပြိုင်နေတာလဲ။အဖြစ်အရရှိရှိလေးစုကြီးရောအင်းမေရောကစားသမားခုံနိုင်တဲ့အနေထားရောပေါ်ပူလာဖြစ်မှုတွေရောရုပ်တံဝင်ဝေတွေရော တကယ်ကမှအချိန်ဝါကြီးမားလားအခုဆိုသတင်းစာတွေမှာဘလူးဗျာနေရာကြီးလိုက်ရင်ဒီပြိုင်ပွဲရရက်ကအစင်တိုင်းတာတကူကြီးကွာခြားမှုတွေရှိတယ်ဒါတော့ယူပါလိမှာမန်ချက်စတာယူနိုက်တက်လိုမျိုးတကယ် brand တင်းနေဝင်ပြီးရှင်ပြိုင်နေခဲ့တဲ့အတွက်နည်းနည်းလေးဒီနောက်ဘက်မှာထပ်ပြီးပြန်ပြီးနာမည်ထွက်လာခဲ့တာအမေရိကန်တော့ချဲစီလို့ယူနိုက်တက်လို့ဆိုတာကချန်ပီယံလိမှာဝင်ပြီးပြိုင်နေရမယ်နေတာဒါပေမဲ့သူတို့ရဲ့ယာတီကုံရက်တိမှုတွေအဆင်ပြေပြေဖြစ်ခဲ့လို့ဒါဒီမှာဝင်ပြီးရှင်ပြိုင်နေခဲ့ရတယ်ကဲဒါဆိုတော့ကျွန်တော်နောက်တစ်စီကိုသွားလိုက်အောင်အဲ့ဒါပါလဲဆိုတော့ ဒီအသင်းကြီးရဲ့ပရီးမီးယားလိလက်ကျယ်ရာသီဝတ်ပေါ်နေတာယူနိုက်တက်ကနီးပြ MO ရင်ကတော့လူငယ်တွေနဲ့ပဲပွဲထုတ်ပြီးတော့ပရီးမီးယားလိမှာကံသွားမယ်ယူရိုပါလိမှာဒင်ပြည့်ချက်ပြည့်လူစည်းအောင်အသုံးပြုသွားပြီးတော့ချန်ပီယံလိဝင်ဝင်အဲ့ဘက်ကနေရှာသွားမယ်ဒါကလည်းယူရိုပါလိရပြီဆိုတာနဲ့ချန်ပီယံလိဝင်လည်းရမယ်ဖလာတလုံးလည်းရမယ်ဂဲတလုံးနဲ့ငှက်နှက်ကောင်ပြစ်တာအာဆင်နယ်အသင်းတွေနဲ့ကတော့အဆင့်နှစ်မှာရှိတယ်အရင်ရောစိတ်ချလက်ချတော့နေလို့မရသေးဘူးဒါပေမဲ့ အာဆီနယ်သင်းတို့နေနောက်ထပ်တပ်ပွဲလောက်နိုင်ရပြီဒီနေ့ညမှာကံမဲ့အစ်ဆွတ်တောင်းသင်းနဲ့ပွဲစဉ်မှာနိုင်လိုက်ရင်ပိုပြီးကောင်းတာ哦ဗျာအဲ့လိုဆိုပရီးမီးယားလိအသင်းတွေကဘာကြောင့်ဥရောပပြိုင်ပွဲရရမှာအခုလိုမျိုးစီးဖိုင်တွေတက်ပြီးတော့ဘိုလီဝဲထတ်တက်ဖို့ပါရေပန်းစားမှုတွေမြင့်တက်လာတယ်။အမှန်တကယ်တော့ပြည်ရင်းလိမှာတော်တော်ကြီးကိုမှ strong ဖြစ်ဖြစ်ရှင်ပြိုင်ခဲ့လို့ပါ။အခြားပြိုင်ပွဲတော့မသိဘူး။ဒါပေမဲ့ကျွန်တော်အများနဲ့ပရီးမီးယားလိကြည့်ရလို့ဆိုသိတယ်။ချန်ပီယံလိဝင်ရဖို့ကမလွယ်ဘူး။ပြီးတော့တပတ်တပတ်မှာဘယ်သင်းတွေကဘယ်သင်းကိုနိုင်သွားမလဲဆိုတာခံမှန်းရအရန်ခက်တယ်။တသင်းကမှအထင်သေးလို့မရဘူး။ အခုဆိုလို့ရှိရင်လည်းအသင်းမှာတကယ်ကိုမှဒီတမိုင်းကြောင့်မှအောင်မြင်မှုကြီးမားခဲ့ပါဆိုတဲ့တချို့အသင်းတွေဆိုလည်းဒါအဆင့်ရက်တင်မှုတွေကဟိုးအောက်ကိုရောက်မချက်စတိုင်နဲ့ဆိုအဆင့်၁၄ရောက်ရာတီစာတော့ကဒီနေရာရောက်မှဆိုဘယ်သူမှတော့ယုံမှာမဟုတ်ပြီးတော့တော်တန်ဟော့စပါဆိုလည်းအဆင့်၁၅မှာရောက်အဲ့အတွက် United နဲ့စပါးနှစ်သင်းစလုံးဒီယူပါလိပြိုင်ပွဲမှာပဲသူတို့နေဆုတ်ဆရာကမ်းမရှိဘဲနဲ့ဟို fight မှာရတော့မယ်အဲ့ဒါကြောင့်မို့အဲ့ဒီပြိုင်ပွဲမှာအင်္ဂလိပ်ကလပ်အသင်းတွေကအခြားသင်းတွေဆိုင်ပို့ပြီးစူးစမ်းအထောက်အပံ့တွေ့လာရတယ်။ပြီးတော့အာဆင်နယ် အာဆီနယ်နေတဲ့ကချန်ပီယံလိဂ်ဝင်တဲ့စိုးရိမ်စရာမရှိဘူးဆိုပေမဲ့ဒီပြိုင်ပွဲမှာဘာကြောင့်အာဆီနယ်သည်ပရီးမီးယားလိဂ်ထက်အများကြီးကြိုးစားလဲပထမတစ်ချက်ကအာဆီနယ်အသင်းသည်ချန်ပီယံလိဂ်ပြိုင်ပွဲမှာအောင်မြင်မှုမရဘူးသေးတာဖြစ်တဲ့အတွက်ပထမဆုံးဖလားပြောမစို့များအချစ်ဦးအချစ်ဦးကိုစုခူးဖို့အတွက်ဆိုလို့ရှိရင်တော့အာဆီနယ်တို့မိကုံရန်ကိုကြိုးစားနေရတော့သွားပြီးတော့အပြစ်ပြောလို့မရဘူးပြီးတော့လည်းအဲ့ဒီပရီးမီးယားလိဂ်ပြိုင်ပွဲဒိုင်းထက်ဆိုင်ရင်ချန်ပီယံလိဂ်ယူပါလိဂ်ကွန်ဖရင့်လိဂ်ကဒိုင်းနေသည်အဆင့်အတိုင်းတာတစ်ခုတည်းရှိတယ် ီးတော့လည်းအစစ်မြစ်ပြိုင်ပွဲမှာကင်ပြတဲ့တကယ် special dine တွေဝဲရွေးချယ်ထားဖြစ်တဲ့အတွက်ကိုညံ့တော့မှရှုံးမှာကြိုက်တဲ့ final decision လား dine တွေကတမတမတ်ကြကြ50-50ပြန်ကြည့်တယ်ကျွန်တော် premier league မှာလိုမျိုးခေါင်းကျင်းတိုက်ပြီးလို့ penalty ပေးရတာမျိုးနောက်ပြန်လဲကြလို့ရှေ့ရလူကိုသွားထိပြီးလို့ penalty ပေးရမျိုးလုံးဝမရှိဘူးဒါကတပိုင်းအဲ့ဆိုတော့ premier league ကလပ်အသင်းနဲ့အင်္ဂလိပ်ကလပ်အသင်းတွေကဥရောပစစ်မျက်နှာမှာထွက်ပြီးကစားတဲ့အခါမှာတော့ premier league အသင်းလောက်တိတ်ပြီးတော့ကြောက်စရာမလိုတော့ဘူးကျုံထွက်ခဲ့ရပါဆိုတော့လက်ပါဘူး PSG ကိုရှုံပြီးထွက်ခဲ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီချင်းမြောင်းနဲ့ရလက်တစ်ခုနဲ့ပဲထွက်ခွာခဲ့ရတာ။ဒါကျွန်တော်တို့အင်္ဂလိပ်ကလပ်တည်းရေနော်။ပြီးတော့ Real Madrid ရင်ဆိုင်ခဲ့ရတဲ့ Manchester City ထွက်ခဲ့ရတယ်ဆိုပေမဲ့သူတို့အကောင်းဆုံးစူးစမ်းအထုတ်ခဲ့တယ်။ပြီးတော့ Aston Villa ခံပတ်ဖို့စူးစမ်းခဲ့ရေနော်။ဒါပေမဲ့လုံလောက်တဲ့ဂိုးရလက်မရခဲ့တဲ့အတွက် Aston Villa အရန်ကောင်းပြီမဲ့လေဒုတိယအကြော်မှာရှေ့ကပထမအကြော်ရလက်ကြောင့်ရှုံးနေပြီးထွက်ခွာခဲ့ရတယ်။အင်္ဂလိပ်ကလပ်တင်းတွေကထွက်တာထွက်ခဲ့ရတယ်။အဲ့သုံးသင်းလုံးကြီးဈာတော့မသေးဘူး။ ဲ့တော့လက်ရှိပြိုင်ပွဲရဲ့မှာရှိနေတဲ့အင်္ဂလိပ်ကလပ်တင်၄သင်းကလည်းဘယ်သင်းတွေကတက်ဆိုင်ရာပြိုင်ပွဲရဲ့ရဲ့မှာဘောလီဝုဒ်ထိရောက်ပြီးစုဖလားကြီးနဲ့အတူပြန်လာနိုင်မလဲကျွန်တော်စောင့်ကြည့်သွားပါပါဒီထဲမှာကျွန်တော်အမြင်တစ်ခုကိုပြောချင်တယ်ကျွန်တော်တို့ဒီပရီးမီးယားလိပြိုင်ပတ်အချင်းချင်းမို့လို့သာစနှုတ်နေကြရဆိုပေမဲ့ဒီပရီးမီးယားလိပြင်ပထွက်ပြီးဥရောပမှာကန်တဲ့ခါကျရင်ကျွန်တော်တို့ကတော့ဟာဒါငါတို့ပရီးမီးယားလိအသင်းတွေပဲဆိုလက်ခုပ်တီးပြီးဖြစ်တယ်ဒါကျွန်တော်တူးတဲ့အမြင်နော်ကျွန်တော်တို့အဲ့လိုသွားပြိုင်တဲ့အသင်းတွေကိုလက်ခုပ်တီးပြီးတယ်ချက်အောင်မြင်မှုယူပြီးပြန်ခဲ့နားကြီးလဲပါ၃လေးရပေါ့ဗျာဟုတ်တယ်မလား တစ်ပတ်ဆယ်ရက်ပေါ့ဒါပေမဲ့ကိုရီလီယာအသင်းမျိုးပဲကျွန်တော်တော့အောင်မြင်စေချင်တယ်ဒါကျွန်တော်တူဦးရဲ့အမြင်ဒါကြောင့်မလို့မန်ချက်စတာယူနိုက်တက်ပဲရရတော်တန်ဟော့စပါအသင်းပဲရရချယ်ဆီပဲရရအာဆင်နယ်ပဲရရကျွန်တော်တို့ဒီလက်ခုပ်တီးပေးဖို့လိုအပ်တယ်ဘာကြောင့်လဲဆိုတော့ပရီးမီးယားလီယာတွေထွက်ပြီးပြိုင်တဲ့အသင်းတွေဖြစ်တဲ့အတွက်နောက်ဆုံးခွင်းတဲ့ကောင်ကိုက်ရင်တော့မှကို့ချန်နဲ့ခွေးရုပ်ပဲနိုင်စေချင်တယ်ပွင့်နေပြောတာအဲ့ဆိုအာဆင်နယ်ပါဝင်စပါမန်ချက်စတာယူနိုက်တက်ချယ်ဆီဘယ်အသင်းတွေဆူဖလားပိုက်ပြီးတော့ အင်္ဂလန်ကိုစားပြုဂုံဆောင်နိုင်မလဲစောင့်ကြည့်သွားပါပါအဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကဝန်ကြီးပတ်ဖို့ပြီးရွှေဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမဲ့ဆိုတော့ Viber phone number တို့ညောင်း6016663936တို့ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရနိုင်ဖြစ်လို့ငွေပုံငွေချမ်းရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလောက်တဲ့ဆိုရင် YouTube မှာကိုတုဖော်ဖော်ရှိုးရရှာပြီးကျွန်တော်အားပြုလို့ရပါတယ်အားပြခွင့်ရှိကို Sport Internet 9လုံးမိတူကိုကစားလို့ရနေပါပြီခင်ဗျာ